လာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါလို့ညာနော်ကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါရဲ့နော်ဟုတ်ကဲ့ပါကိုမများမောင်လေးညီမလေးများအားလုံးတည်တာမြတ်မတည်တာ YouTube channel ကနေပြန်လဲကြိုးစားပါရခင်ဗျာနော်မတည်တာ YouTube channel ကနေပြီးတော့ပြန်လဲကြိုးစားပါရခင်ဗျာဟုတ်ကဲ့ပါအကိုမများမောင်လေးညီမလေးများအားလုံးကျွန်တော်ကတပတ်စာ live show ကိုထွန်းပေးมาဖြစ်တဲ့အတွက်အကိုမများမောင်လေးညီမလေးများအားလုံးเนาะကျွန်တော်ရဲ့ channel လေး subscribe မလုပ်ရသေးတဲ့အကိုမတွေမောင်လေးညီမလေးအားလုံး subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားခြင်းအားဖြင့်ကျွန်တော်ရဲ့ကျွန်တော်လွှင့်နေမြောက်ကိုအားလုံးမြင်ရမှာပါခင်ဗျာနော်ကျွန်တော်လွှင့်နေမြောက်ကိုအားလုံးမြင်ရမှာပါအဲ့တော့ channel ကို subscribe မလုပ်ရသေးတဲ့အကိုမတွေအားလုံး subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားကြပါဦး subscribe လုပ်ပြီးသားအကိုမတွေအားလုံးကလည်း like လက်မလေးနှိပ်ထားကြပါဦးခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ကတော့အခုဒီပွဲမှာနှစ်ပွဲမြောက်ပေါ့နော်ပြီးခဲ့တဲ့ပွဲကတော့ကျွန်တော်မွေးကနေမတင်ရပါဘူးနော်ဒီပွဲမှာစတင်ရတယ် เนาะပြီးခဲ့တဲ့ပွဲက2ရက်လောက်တော့မိတယ်2ရက်လောက်တော့မိလိုက်တယ်အကူမတွေเนาะကြာတာပရင်းနဲ့တောက်ကြ2ရက်အဲ့ဒီမှာစပြီးတော့လွှင့်တာခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတွေเนาะကျွန်တော်ကအဲ့တော့မှာစလွှင့်တာခင်ဗျာအဲ့တော့ခြေစုံတော့အားလုံးကကျွန်တော်ကိုကျွန်တော်ရဲ့ channel ကျွန်တော်ကိုတွေ့ရင်တော့အားလုံးမှတ်မိမှာပါတော့ကျွန်တော်က channel အကြည့်မရသူတွေကတော့ကျွန်တော် channel လေးနဲ့ပဲဒီ channel လေးရပဲလွှင့်ရမှာဖြစ်တဲ့အတွက်အကိုအမတွေအားလုံးကကျွန်တော်ကို subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားခြင်းအားဖြင့်ကျွန်တော်တင်နိုင်မြင်ရပါပါရဲ့နော် ေးတိုက်ကိုလည်းကျွန်တော်ပုံမှန်ထွက်ပြီးမှာပါကျွန်တော်ရဲ့မိဆွေလေးကြိုင်နှက်တတ်တယ်ဆိုရင်တော့ကျွန်တော်ကိုလိုက်လက်မှလေးနှိပ်ထားပါအသေးလေးပေးထားပါ subscribe လုပ်ရသေးတယ်အပေါ်မှာဒီအားလုံးကလည်း subscribe လုပ်ထားပါခင်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေအားလုံးမြန်မြန်လေးဝင်လာမယ်ခင်ဗျကျွန်တော်ကိုကြိုက်နဲ့တက်တဲ့အကူအမတွေအားလုံးမြန်မြန်လေးဝင်လာကြမယ် ကျွန်တော်ရဲ့စနစ်တွေကိုမကြိုက်မနှက်တဲ့အပိုးမတွေအားလုံးကတော့ကြော်သွားပေါ့ဗျာ။နော်မကြိုက်မနှက်တဲ့အပိုးမတွေအားလုံးကတော့ကြော်သွားပေါ့။အခုကျွန်တော်တွေ့ပြီးမှာတော့16ရက်5လမှ23ရက်5လအထိဒီဘက်စာလိုက်ရှိုးဖြစ်ပါတယ်ခင်ဗျာနော်။16ရက်5လမှ23ရက်5လအထိဒီဘက်စာလိုက်ရှိုးကိုတွေ့ပြီးမှာဖြစ်ပါတယ်ခင်ဗျာနော်။ အဲ့တော့အပေါ်မားတွေမောင်လေးညမလေးတွေအားလုံးမြန်မြန်လေးဝင်လာမယ်လို့နော်ကျွန်တော်ရဲ့မိတ်ဆွေစပိုးရဲ့5လ2025မှ20 23ရက်5လ2025အထိတပတ်စာလိုက်ရှိုးလွှင့်ပေးမှာဖြစ်တဲ့အတွက်အကိုအမတွေမောင်လေးညီမတွေအားလုံးကကြိုက်နှက်သက်တဲ့သူတွေဝင်ကြည့်မယ်ခင်ဗျာကျွန်တော်ကတော့ကျွန်တော်မြင်သမျှတွေ့သမျှကိုချစ်လို့အားလုံးကိုတင်ပေးမှာပါနော်ကျွန်တော်ကတော့မြင်သမျှတွေ့သမျှကိုချစ်လို့အားလုံးကိုပြော့ပြပေးမှာပါကျွန်တော်ပွဲတိုင်းပွဲတိုင်းနဲ့ဒီစနစ်တွေကိုပဲကျင့်သုံးတာပါကျွန်တော် channel ကြီးမှာတော့လည်းဒီစနစ်တွေကိုပဲကျွန်တော်ကျင့်သုံးခဲ့တာနော် ။ဟုတ်ကဲ့ကျွန်တော်ရဲ့အကိုအမလေးမောင်လေးညီမလေးမြန်မြန်လေးဝင်လာမယ်ခင်ဗျ။အဲ့တော့ကျွန်တော်တို့မြင်မြန်လေးပဲသွားလိုက်ပါမယ်ကျွန်တော်ရဲ့လူเนาะကျွန်တော်နောက်ပိုင်းကျရင်တော့ကျွန်တော်ရဲ့ channel ကိုเนาะမသိတာလို့ဒီ share လို့ရပါပြီကျွန်တော်ရဲ့လူသစ်တွေเนาะလူဟောင်းတွေကလည်းကျွန်တော်ရဲ့ channel ကိုပြန်တွေ့တယ်ဆိုလို့ရှိရင် check ချင်း subscribe လုပ်ထားပါအများမြင်များပေါက်ဖြစ်အောင် share ပေးပါခင်ဗျာ ျွန်တော်ကတော့ထုံးတာတိုင်းအရင်ဆုံးပြပေးမှာတော့ဗရိတ်ဖြစ်တယ်ကျွန်တော်ရဲ့မိတ်ဆွေတွေနော်ဗရိတ်ဖြစ်တယ်ဗရိတ်ကတော့နှစ်ချက်လောက်ပြရမယ်ဗျနော်ဗရိတ်ကတော့နှစ်ချက်ဆိုတော့ကလည်းကျွန်တော်ကကျွန်တော်ကင်နေကြဗရိတ်တိုင်းဆိုချစ်တို့အားလုံးလည်းသိတယ်နော်ချစ်တို့အားလုံးသိတယ်တလနှစ်လသုံးလလေးလငါးလခြောက်လခုနှစ်လမှာခုနှစ်လမှာတပွဲပဲပြပွဲရှိတဲ့ဗရိတ်ကိုပဲကျွန်တော်ကကင်မှာခုနှစ်လမှာတပွဲပဲပြပွဲရှိတဲ့ဗရိတ်ကိုကင်မှာအဲ့တော့အခြေဆုံးတော့အားလုံးလိုက်စိတ်ကြီးရတယ် နော်အခြေဆုံးတော့အလောင်းလိုက်စီကြည့်ပါဆိုလို့ရှင်လည်းပြောလို့မရသေးဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကဒီ channel အစ်စ်ကဥမာပြန်ခဏဆိုအစကနေအဆုံးပြရမှာပဲ။နော်။ကျွန်တော်စိတ်ရှည်တဲ့လူလည်းဝင်ကြည့်ပါဗျာ။စိတ်မရှည်တဲ့လူလည်းဝင်မကြည့်နဲ့ပေါ့။နော်ကျွန်တော်တီတာမြန်နိုးဆိုတဲ့ YouTube channel channel အကြီးလုံးကတော့မရသေးဘူးဗျ။နော်ဒါအခု channel အသေးလေးရတော့ကျွန်တော်မတ်တီတာဆိုတဲ့ channel လေး channel အသေးလေးတလုံးထပ်ဖွင့်ထားဒီအသေးလေးတွေကဒီကျွန်တော်လောလောဆယ်ရတော့လွှင့်နေရမှာပဲ။ channel အကြီးပြန်မရသလို။ဒါမှလည်းကျွန်တော်ကတီတာမြန်နိုးအတူတူပဲ။နော်။ ီးတာမြန်တို့အတူတူပဲကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ subscribe ဆိုတဲ့ခေါင်းကောင်းလေးကိုနှိပ်ထားမယ်သေးလေးတွေပေးထားမယ်လိုက်လက်မလေးတွေနှိပ်ထားမယ်ခင်ဗျအဲ့တော့အခြေဆုံးတော့ကြီးကျွန်တော်ကတော့ကျွန်တော်ရဲ့စနစ်အတိုင်းပဲကျွန်တော်ငြဲတာနဲ့ချစ်တို့သိတယ်ကျွန်တော်ရဲ့စနစ်တွေကိုနော်ကျွန်တော်ကိုကြည်ဘူးတဲ့လူတိုင်းလည်းသိတယ်အဲ့တော့ကျွန်တော်ကအပေါ်လိုတွေမပြောဘူးကျွန်တော်ကတော့လက်တွေတွေးတဲ့ဟာကိုပဲချပြမှာမှန်လည်းမှန်ပဲပေါ့ဗျာမှားရင်လည်းမှားမယ်ပေါ့နော်ဒါပေမဲ့ ကျင်းတေကံမာကြီးပေါက်မယ်လို့ကျွန်တော်မပြောဘူးဒါပေမဲ့လို့ကျွန်တော်ချပေးတဲ့ဗရိတ်ကျွန်တော်ချပေးတဲ့ပတ်တိကတော့ပွဲစဉ်မပြည့်ကျွန်တော်စပြီးဒီလုပ်ကိုစလုပ်တရတခါမှပြက်ပွဲဆိုတာမရှိသေးဘူးเนาะကျွန်တော်ချပေးတဲ့ပတ်တိနဲ့ဗရိတ်ကတော့အဲကြောင့်ဖွဲ့ဝင်တွေကိုလည်းကျွန်တော်ကဗာဒီပေးလဲဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဒီ channel အကြီးတွေကဖွဲ့ဝင်တွေဆိုအခုတတိလည်းရှိတယ်ကျွန်တော် channel အကြီးကြတော့ပိတ်သွားတာပဲရှိတယ်ကျွန်တော်ကကျွန်တော်အဖွဲ့ဝင်တွေကကျွန်တော်နဲ့အခုတတိလည်းလက်တွဲသေးပဲလက်တွဲနေသေးပဲ သူတို့တွေကိုလည်းကျွန်တော်ဗာပေးတယ်ကျွန်တော်ကဗရိန်းနဲ့ပတ်တီးကိုပေးတာနော်ဗရိန်းနဲ့ပတ်တီးကိုပေးတာအခုပွဲမှာဗာပေးခဲ့တယ်လို့ဆိုပတ်တီးကတစ်ပတ်တီးကိုကျွန်တော်ပေးခဲ့တယ်ဗရိန်းကတစ်6ဗရိန်းကိုပေးခဲ့တယ်နော်နောက်ဆုံးနေ့မှာ84ကိုလည်းဗရိန်းကိုလည်းအောင်းတယ်84ကိုလည်းဒဲအောင်းတယ်နော်ဒါလည်းအချစ်တို့အားလုံးလည်းဒီမှာကျွန်တော်မိသူရွေလည်းကျွန်တော်တက်လွှင့်ပေးနေအချစ်တို့အားလုံးလည်းပြီးခင်ဗျာနော်တက်လွှင့်ပေးနေမိသူရွေလည်းပြီးတယ်နေတိုက်ကိုလည်းကျွန်တော်ကတော့အစင်ပြေသလိုတော့ကျွန်တော်လွှင့်ပေးမှာပါ ါဆိုတော့ယင်ကျွန်တော်ရဲ့မိတ်ဆွေတွေဒိုမီသားစုတွေအရင်ဆုံးသွားလိုက်ရအောင်။အဲဆိုချစ်တို့ကြီးဘယ်ကနေစသွားလဲကျွန်တော်ကဒီကနေစသွားမယ်။ကျွန်တော်တို့တောက်ကြံနေမနေ့ဇေယျ break တောက်ကြံနေညနေဇေယျထိတ်စီအဲ့ရနေစသွားတာဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလူတစ်တွေဆက်ခေါ်နေရဆိုတော့အခုမှဆက်ခေါ်တော့ channel ရတဲ့အစ်စ်ဆိုတော့ကျွန်တော်ကအစားအနေအဆုံပြရမှာပဲเนาะအဲ့တော့အချက်ဆုံးတော့ဒီတစ်ဒီ၅ဒီတစ်ဒီ၅ဒီ၃နဲ့เนาะ ဒီတစ်ဒီငါဒီသုံးဆိုတော့သုံးလုံးပေါင်းတော့ကိုဖြစ်လို့ကိုရဲ့ပါဝါလေးကိုလေးပြိတ်တဲ့မျိုးကနောက်တစ်ပွဲမှမဖြစ်မနေကြာမယ်တဲ့အခြေဆုံးကိုယ်ပဲဒီပရိနေကျွန်တော်တို့ဗာကြလဲဆိုကျွန်တော်ရဲ့မိတ်ဆွေတွေ13နဲ့4 3 3 4လေးဆိုတဲ့ခဏအောင်ကြရတဲ့အချက်ဆုံးနောက်တစ်ပွဲကြတော့လဲကျွန်တော်တို့ကဒီ3ဒီ1ဒီ3ဒီ4ပုံလုံးပေါင်းချင်း10ဖြစ်လို့ရှိရပါပါက3 8 3ပရိတစ်မျိုးဒီနောက်တစ်ပွဲမှာမဖြစ်မနေကြမယ်ဆို8 3ပရိနေဗာကြလဲဆိုကျွန်တော်ရဲ့မိတ်ဆွေတွေ58ဆိုတဲ့3ပရိ3ညာ3ဆိုတဲ့3ပရိကိုကြတာ86ဆိုတဲ့3ပရိကိုကြတာအချက်ဆုံး ဒါဆိုရင်ကျွန်တော်မိတ်ဆွေနောက်တစ်ပွဲကျတော့ကျွန်တော်တို့ဒီ9ဒီ10ဒီ9เนาะဒီ9ဒီ10ဒီ9ဟောပင်နေရတယ်မထင်ဘူးယာအဲ့ဒီ9ဒီ10ဒီ9သုံးလုံးပေါင်းရင်က10ဖြစ်လို့10ရဲ့ပါဝါက6 10 6ပရိတ်တမျိုးစီလဲနောက်ပွဲမှာမဖြစ်မနေကြမှာဆို10 6ပရိတ်နဲ့ကျွန်တော်တို့ဘာကြလဲ10 5ဆိုတဲ့6ပရိတ်9 6ဆိုတဲ့10ပရိတ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေဒီနောက်တစ်ပွဲကျတော့ကျွန်တော်တို့ဒီ2ဒီ3ညာဒီ8 သုံးလုံးပေါင်းခြင်းက၃ညဖြစ်လို့၃ညရဲ့ပါဝါကငါ၃ည၅ဆိုတဲ့ပရိတ်တမျိုးစီနောက်တစ်ပွဲမှာမဖြစ်မနေကြရမယ်ဆို၃ညပရိတ်၅ပရိတ်နဲ့ကျွန်တော်တို့ဘာကြလဲ၉၁ဆိုတဲ့၃ညပရိတ်ငါ၅ဆိုတဲ့၃ညပရိတ်၉၆ဆိုတဲ့၅ပရိတ်ဒါဆိုအခြေဆုံးတော့ကြီးကျွန်တော်တို့ဒေါက်တာတပွဲကြတော့ဒီ၉ဒီ၂ဒီ၄၃လုံးပေါင်းခြင်းက၅ဖြစ်လို့၅ရဲ့ပါဝါ၃ည၅၃ညပရိတ်တမျိုးကနောက်တစ်ပွဲမှာမဖြစ်မနေကြရမယ်ဆို၅ပရိတ်၃ညပရိတ်နဲ့ကျွန်တော်တို့ကကိုတက်ဆိုရငါ၃ညပရိ၃ည၅ဆိုရငါပရိခွန်၃ဆိုရ၃ညပရိ နောက်တစ်ပွဲကျတော့ကျွန်တော်ရဲ့မိစေညာဒီ9ဒီ1ဒီ3သုံးလုံးပေါင်းချင်း6ဖြစ်လို့6ရဲ့ပါပါက4 6လေးပရိတ်တမျိုးကနောက်တစ်ပွဲမှာမဖြစ်မနေကြရပါမယ်ဆိုတော့ကျွန်တော်ရဲ့မိစေဒီ6ပရိတ်4ပရိတ်နဲ့ပါကြတယ်40ဆိုတဲ့4ပရိတ်ခွန်ခွန်ဆိုတဲ့4ပရိတ်နောက်တစ်ပွဲကျတော့ကျွန်တော်ရဲ့မိစေဒီ2ဒီ6ဒီ9သုံးလုံးပေါင်းချင်းခွန်ဖြစ်လို့ခွန်ရဲ့ပါပါက2ခွန်2ပရိတ်တမျိုးနောက်တစ်ပွဲမှာမဖြစ်မနေကြရမယ်ဆိုတော့50ခွန်ဆိုတဲ့နှစ်ပရိတ်52ဆိုတဲ့ခွန်ပရိတ်25ဆိုတဲ့ခွန်ပရိတ်နောက်တစ်ပွဲကျတော့ကျွန်တော်မိတ်ဆွေဒီ9ဒီ ဒီနှစ်ဒီငါဒီလေးပေါင်းလုံးပေါင်းရင်းကတိဖြစ်လို့တိရဲ့ဘဝက6တိ6ပရိတ်မျိုးဒီနောက်တစ်ပွဲမှာမဖြစ်မနေကြရမယ်ဆိုတော့တိပရိတ်6ပရိတ်နဲ့ကျွန်တော်တို့မိတ်ဆွေဒီတင်ငါဆိုတဲ့6ပရိတ်ကိုကြရတယ်တဲ့အချစ်တို့ခွန်ကိုဆိုတဲ့6ပရိတ်ကိုကြရတယ်နောက်တစ်ပွဲကျတော့ကျွန်တော်ရဲ့မိတ်ဆွေဒီနှစ်ဒီတိဒီရှစ် သုံးလုံးပေါင်းချက်ကတိဖြစ်လို့တိရဲ့ဘဝက6တိ6ပရိရမျိုးစီနောက်ဘွဲမှာမဖြစ်မနေကြရမှာဆိုတော့တိပရိ6ပဲနဲ့နှစ်၄ဆိုရဲ6ပရိနော်ဒါဆိုလို့ရှိရင်လို့ရှိရင်3 8 3ဆိုရဲတိပရိကိုကြရတယ်ချစ်စို့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေများဒီ8ဒီ3ဒီ8သုံးလုံးပေါင်းရင်က6ဖြစ်လို့6ရဲ့ပါဝါက4 6လေးပြိတ်တမျိုးကလည်းနောက်ပွဲမှာမဖြစ်မနေကြပါလေဆိုတော့6ပြိတ်4ပြိတ်နဲ့ကျွန်တော်တို့45ဆိုတော့4ပြိတ်ဒါဆိုလို့ရှိရင်82ဆိုတော့6ပြိတ် ဒါဆိုလို့ရှိရင်အခြေဆုံးလို့ဒီ6ဒီ3ညဒီနှစ်၃လုံးပေါင်းညက10ဖြစ်လို့10ရဲ့ပါဝါက3 10 3ပရိတ်တမျိုးကနောက်တစ်ပွဲမှမဖြစ်မနေကြရမယ်ဆိုတော့10ပရိတ်3ပရိတ်နဲ့6 6ဆိုတဲ့10ပရိတ်6 6ဆိုတဲ့10ပရိတ်ကိုကြရတယ်အခြေဆုံးလို့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေအများကြီးဒီ3ဒီ4ဒီနှစ်တဲ့၃လုံးပေါင်းညက6ဖြစ်လို့6ရဲ့ပါဝါက4 6 6ပရိတ်တမျိုးတည်တယ် နောက်ပွဲမှာမဖြစ်မနေကြရမယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုးပရိတ်၄ပရိတ်နဲ့ကျွန်တော်တို့က45ဆိုတဲ့ကိုးပရိတ်ကိုကြရတယ်တဲ့ဒါဆိုလို့ရှိရင်အချစ်တို့ကြီးကျွန်တော်တို့ကဒီ၈ဒီ၈ဒီ၃ပေါင်းလုံးပေါင်းရင်ကိုဖြစ်လို့ကိုရဲ့ဘာဘာက၄ကိုလေးပရိတ်တမျိုးနောက်တစ်ပွဲမှာမဖြစ်မနေကြရမယ်ဆိုတော့ကိုပရိတ်၄ပရိတ်နဲ့တက်၃ဆိုတဲ့၄ပရိတ်ကိုကြရတယ်အချစ်ဆုံးတို့ကြီးကို50ကိုဆိုတဲ့၄ပရိတ်ကိုကြရတယ်နောက်တစ်ပွဲကျတော့ကျွန်တော်မိတ်ဆွေများဒီ9ဒီ6ဒီ6 သုံးလုံးပေါင်းချင်းက3ညဖြစ်လို့3ညရဲ့ပါဝါက3ည5ပြိတ်တမျိုးနောက်တော့ဝဲမှာမဖြစ်မနေကြရမယ်ဆိုတော့6 6ဆိုတဲ့5ပြိတ်ဒါဆိုလို့ရှိရင်2 8ဆိုတဲ့3ညပြိတ်3 4ဆိုတဲ့5ပြိတ်ကိုကြရတယ်တဲ့နောက်တော့ဘွဲကြကျွန်တော်ရဲ့မိတ်ဆွေတွေဒီခွန်ဒီ1ဒီ6သုံးလုံးပေါင်းချင်း4ဖြစ်လို့4ရဲ့ပါဝါက6 6ပြိတ်တမျိုးကနောက်တော့ဘွဲမှာမဖြစ်မနေကြရမယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေ4ပြိတ်6ပြိတ်နဲ့ကျွန်တော်တို့တပွဲဖောင်းလာတာဒီပွဲဖြစ်မယ်ဗျာ ဟုတ်တယ်ဒီတပွဲเนาะခုနလမှာတပွဲဖောင်းထားတယ်ဆိုတော့အဲ့ဒါဆိုတော့ဒီတပွဲဖောင်းတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေများဒီ5ဒီဒီ6ဒီ6ဒီ5ဒီ6ပုံလုံးပေါင်းရင်ခွန်ဖြစ်လို့ခွန်ရဲ့ပါဝါက1ခွန်နဲ့ဆိုတဲ့ပရိတ်တပွဲကတတမျိုးကနောက်တပွဲမှာမဖြစ်မနေကြမှာဆိုတော့ခွန်ပရိတ်2ပရိတ်နဲ့ကျွန်တော်မိတ်ဆွေပုံညာနဲ့ဆိုတဲ့2ပရိတ်66ဆိုတဲ့2ပရိတ်เนาะ1 1ဆိုတဲ့2ပရိတ်ကိုကြားရတယ်အချက်ဆုံးဒါဆိုကျွန်တော်မိတ်ဆွေများဒီ1ဒီ6ဒီ5 သုံးလုံးပေါင်းရဲ့သုံးဖြစ်လို့သုံးရဲ့ပါဝါက၈သုံးရှိပရိတ်တမျိုးစီနောက်ပွဲမှာမဖြစ်မနေကြရမယ်ဆိုတော့သုံးပရိတ်ရှိပရိတ်နဲ့သုံးညာသုံးဆိုတဲ့သုံးပရိတ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေရင်နောက်တစ်ပွဲကြတော့ D 4 D 2 D 6သုံးလုံးပေါင်းရင်က၄ဖြစ်လို့၄ရဲ့ပါဝါကကို၄၉ပြိတ်တမျိုးစီလဲနောက်ဘက်မှာမဖြစ်မနေကြမယ်ဆိုတော့၃၄ဆိုတဲ့၄ပြိတ်၁၃ဆိုတဲ့၄ပြိတ်ဒါဆိုအချက်ဆုံးတော့ကျွန်တော်တို့ကဒီ၉ဒီ၈ဒီ၃ ်သုံးလုံးပေါင်းချင်းက၃ညဖြစ်လို့၃ညရဲ့ပါဝါက၅၃ညငါးပြိတ်တမျိုးဒီနောက်တစ်ပွဲမှာမဖြစ်မနေကြရပါမယ်ဆိုတော့ကျွန်တော်မိတ်ဆွေများကြီး၃ညငါးဆိုတဲ့ငါးပြိတ်ကိုကြရတယ်။နှစ်၃ဆိုတဲ့ငါးပြိတ်ကိုကြရတယ်အခြေဆုံးတော့ဒီမှာကကျွန်တော်ကတောက်ကြညံ့နေသေးမရှိတော့ဒီလိုမရဘူးခင်ဗျာ။ဒါတော့အခြေဆုံးတော့ကျွန်တော်တို့ကနောက်တစ်ပွဲကျတော့ဘလို့လာလဲဆိုရင်ဒီ5ဒီ6ဒီ6ဒီ5ဒီ6သုံးလုံးပေါင်းချင်းကခွန်ဖြစ်လို့ခွန်ရဲ့ပါဝါကနှစ်ခွန်နဲ့ပရိမျိုးဒီနောက်တစ်ပွဲမှာမဖြစ်မနေလာမယ်ဆိုခွန်ပရိနှစ်ပရိနဲ့ 52ဆိုတဲ့ခွန်ပရိတ်84ဆိုတဲ့နှစ်ပရိတ်ကိုလာရတဲ့အခြေဆုံးဒါဆိုကျွန်တော်မိတ်ဆွေများဒီပွဲမှာကျတော့ဒီ8ဒီ8ဒီ2ပုံပုံပေါင်းရင်8ဖြစ်လို့8ရဲ့ပါဝါက3 8 3ပရိတ်တမျိုးကြီးနောက်တစ်ပွဲမှာမဖြစ်မနေလာရမယ်ဆိုတော့8ပရိတ်3ပရိတ်နဲ့ကျွန်တော်တို့က53ဆိုတဲ့8ပရိတ်ကိုရိုက်တယ်တဲ့အခြေဆုံးကြီးဒါဆိုကျွန်တော်မိတ်ဆွေများဒီ6ဒီ9ဒီ3ပုံပုံပေါင်းရင်းက10ဖြစ်လို့အဲ့ဒီ10ပရိတ်10 3ပရိတ်ကလည်းနောက်တစ်ပွဲမှာလည်းထိုက်ရရုံးမယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေ10ပရိတ်3ပရိတ်နဲ့10ခွန်ဆိုတော့10ပရိတ် ၃ညာ၈ဆိုတဲ့ရှစ်ပရိတ်၄လေးဆိုတဲ့ရှစ်ပရိတ်ကိုရိုက်ပါလေတဲ့အချက်ဆုံးဒါဆိုကျွန်တော်မိတ်ဆွေများဒီလေးဒီလေးဒီ၃ညာ၃လုံးပေါင်းရင်၈ဖြစ်လို့၈ရဲ့ပါပါက၃၈၃ပရိတ်တစ်မျိုးဒီနောက်တစ်ပွဲမှာမဖြစ်မနေရိုက်မယ်ဆိုတော့ကျွန်တော်မိတ်ဆွေများ၈၃ပရိတ်နဲ့ကျွန်တော်တို့ဘာရိုက်လဲ၃ညာ၃ညာ၈ဆိုတဲ့ရှစ်ပရိတ်ကိုရိုက်တယ်တဲ့ဒါတော့နောက်တစ်ပွဲကျတော့ကျွန်တော်မိတ်ဆွေများဒီနှစ်ဒီခွန်ဒီ၃၃လုံးပေါင်းခြင်းကနှစ်ဖြစ်လို့နှစ်ရဲ့ပါပါခွန်နှစ်ခွန်ပရိတ်တစ်မျိုးဒီနောက်ပွဲမှာမဖြစ်မနေရိုက်ရမယ်ဆိုတော့နှစ်ပရိတ်ခွန်ပရိတ်နဲ့ကျွန်တော်တို့က 48ဆိုတဲ့နှစ်ပိတ်68ဆိုတဲ့ complete ကိုရိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများဒီနှစ်ဒီ1ဒီ8ပုံလုံးပေါင်းရင်1ဖြစ်လို့1ပါဝါက6 16ပိတ်ဒီမျိုးဒီနောက်ပွဲမှာမဖြစ်မနေရိုက်မယ်ဆိုတော့ကျွန်တော်မိတ်ဆွေများဒီပွဲမှာအတောက်ကြနေမှာ84ဆိုတဲ့တိပိတ်ကိုရိုက်သွားတာဒါဆိုလို့ရှိရင်အချက်ဆုံးလို့ကျွန်တော်တို့ပြောမယ်ဒီ၄ဒီ9ဒီ၄ဒီ9ဒီ၄ဆိုတော့ပုံလုံးပေါင်းရင်ခွန်ဖြစ်လို့ ခွန်ရဲ့ပါဝါကနှစ်ခွန်နှစ်ဆိုတဲ့ဗရိတ်တစ်မျိုးကြပါမယ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေခွန်နှစ်ကဗရိတ်ပါတယ်ခင်ဗျာနော်ခွန်နှစ်ကဗရိတ်ပါတဲ့အဲ့ဆိုချစ်ဆုံးတွေခွန်ဗရိတ်နှစ်ဗရိတ်ကကျင်းသေးတယ်ခွန်နှစ်ဗရိတ်ကနော်ခွန်နလမှာတစ်ချိန်မဖောင်းတာပြီးခဲ့တဲ့ပွဲကကျွန်တော်တက်ပြထလာတယ်ကျွန်တော်ချစ်ဆုံးတို့ပြောထားရယ်နော်လိုက်စလွှင့်နဲ့ကြာတာဗရိတ်နေမှာပဲကျွန်တော်ကျွန်တော်ဒီပွဲမှာ flight ထွန်းလို့ရပါပြီလွှင့်ပြီးမယ်ဒါပေမဲ့ကျွန်တော်ထုတ်ထားတဲ့ပရိသတ်ဒီတစ်ပတ်ဒီနဲ့တစ်ချောက်ပရိသတ်ပါလို့ကျွန်တော်ပြောတယ် ကျွန်တော်ပေးတဲ့နေရာပဲဗုဒ္ဓဖုနေမှာပဲဗုဒ္ဓဖုနေမှာအခြေဆုံးလို့တက်ပြောတာကျွန်တော်ဗုဒ္ဓဖုနေရဲ့စလွှင်တာ like တစ်ပတ်သီးနဲ့တစ်6ပရိတ်လို့ကျွန်တော်ပြောတယ်အဲ့ဒီနေမှာပဲတစ်7နဲ့တစ်1လို့ထွက်တယ်တောက်ကြနေမှာတစ်ပရိတ်ကိုစက်ကြပေးတယ်ဒါဆိုလို့ရှိရင်ဒီပွဲမှာကျတော့ကျွန်တော်ကပေးထားတာ2ပရိတ်9ပရိတ်တစ်ချိန်ရပြီတဲ့အခြေဆုံးလို့ဒါဆိုရင်2ပရိတ်9ပရိတ်လာလို့ရှိရင်ဒို့မီတောက်စုဝင်တွေကလုံးပိုင်ကဘာရမလဲပေါ့ဗျာနော်လုံးပိုင်ကဘာရမလဲ အဲ့ဒါဆိုလုံးမိုင်လေးကိုကျွန်တော်တို့တစ်ချက်သွားကြည့်ရအောင်ကျွန်တော်ကလုံးမိုင်ရတော့၃လဆနစ်နဲ့ပဲယူထားတယ်ချစ်တို့ကကြိုက်မှာစော်ပါမကြိုက်ချင်မစော်ပါနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလုံးမိုင်ကိုကျွန်တော်က၃လဆနစ်နဲ့ပဲခြိုက်ထားပါတယ်နော်အရှိကြီးခြိုက်ရင်ဖောက်တယ်ဗျာကျွန်တော်ကတော့၃လဆနစ်နဲ့ပဲခြိုက်တယ်ကျွန်တော်လုံးမိုင်ဖောက်ချင်ကျွန်တော်ကိုအချိန်မြွေးတက်ပြောလို့ရတယ်ကျွန်တော်ကနေ့တိုင်းလိုက်လွင်နေမှာเนาะကျွန်တော်ကနေ့တိုင်းလိုက်လွင်နေမှာကျွန်တော် channel ကတာမတ်တီတာ channel ဖြစ်တာကျွန်တော်နာမည်ကတော့တီတာမြန်လို့ပဲ ပထမ live channel ထဲမှာလည်းကျွန်တော်ကတီတာမြန်လို့ပဲခင်ဗျ။เนาะပထမ channel ထဲမှာလည်းတီတာမြန်လို့ပဲဒါပေမဲ့ကျွန်တော်ကဒီ channel အသေးကိုတော့မတီတာဆိုပြီးကျွန်တော်ဖွင့်ထားတာ channel အသေးရတယ်။เนาะ channel ကြီးကတော့တီတာမြန်လို့ခင်ဗျ။เนาะအဲ့တီတာမြန်လို့ပဲအခုလည်းကျွန်တော်ကတီတာမြန်လို့ပဲ။အဲ့တော့ချစ်ဆုံးကိုကြိုက်နှစ်တက်မှာဆိုမကြိုက်မနှစ်တက်ချင်မဆိုနဲ့ခင်ဗျာ။အဲ့တော့ကျွန်တော်ပြောချင်တဲ့လုံးမိုင်လေးကတော့ကျွန်တော်ကဒီလိုယူတယ်အကိုအမတွေကကြိုက်နှစ်သက်တယ်လဲဆော့ပါယုံကြည်မဆော့မယုံကြည်မဆော့နဲ့ပြန်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေ ယုံကြည်မှစော်မယုံကြည်မှစော်နဲ့အဲ့တော့ကျွန်တော်ကဘလို့ပေးလဲဆိုတော့အကိုမတွေဒီမှာတောက်ကြံနေမနဲ့ဈေးရနောက်ပဲဗုဒ္ဓဖူးနေညံနေဈေးရထိတ်စီအဒီ6ဒီ6နှလုံးပေါင်းကျင်းတော့နှိဖြစ်တဲ့အတွက်နှိရနှက်ခလေးတပြားဒီဒီနောက်တပွဲမှာမပြောက်ရပါဘူးတဲ့အဲ့ဒီလေးပြားကဘာထွက်တယ်ခင်ဗျာ50လို့ထွက်တယ်50လို့ထွက်တယ်52လို့ထွက်တယ်မိတ်ဆွေတို့ဒါဆိုနောက်တပွဲကျတော့ကျွန်တော်တို့ကတောက်ကြနေမနဲ့ဈေးရနောက်ပဲကနှိဗုဒ္ဓဖူးနေမနဲ့ညံနေဈေးရထိတ်စီရ6 နှိတ်ချောင်းနှလုံးပေါင်းကြီးရှိဖြစ်တဲ့အတွက်ရှေ့ရဲ့နခတေတပြားကြီးနောက်တပွဲမှမပြောက်ရပါဘူးဆိုတော့အဲ့တေတပြားနဲ့ဘာထွက်လဲ61လို့ထွက်တယ်၊တစ်ခွန်လို့ထွက်တယ်၊တစ်3လို့ထွက်တယ်မိတ်ဆွေတို့ကြီးဒါဆိုလို့ရှိရင်ချက်ဆုံးတို့ကြီးကျွန်တော်တို့နောက်တဲ့နေ့ပွဲကြတော့တောက်ကြနေမနေ့သေးရဲ့နောက်ဘက်က8ဗုဒ္ဓဖူးနေ့ညနေသေးရဲ့ထိပ်သီးရဲ့6 6 6နှလုံးပေါင်းကြီး4ဖြစ်လို့4ရဲ့နှက်ခနှစ်တပြားကြီးနောက်ဘက်မှာမပြောက်ပါသေးပါဆိုတော့ကျွန်တော်တို့တနင်းလာနေမှာပဲ23ကိုကြာခဲ့တာတဲ့အချက်ဆုံးတော့ ဒါဆိုရင်ဒီတပွဲကြတော့ကျွန်တော်တို့တောက်ကြနေမနက်စေးရဲ့နောက်ဘက်က3ညဗုဒ္ဓဖူးနေ့ညနေစေးရဲ့ထိပ်စီက6 3ည6နှလုံးပေါင်းကြီး6ဖြစ်လို့6ရဲ့နှက်ခ6တပြားဒီနောက်တပွဲမှာမပြောက်ရပါဘူးဆိုတော့အဲ့6တပြားနဲ့ကျွန်တော်တို့ဘာထွက်လဲဆိုတိချက်ကြည့်လို့ရှိရင်60လို့ထွက်တယ်6နှစ်လို့ထွက်တယ်မိတ်ဆွေတို့ရေဒါဆိုရင်တောက်ကြနေမနေစေးရဲ့နောက်ဘက်ကငါဗုဒ္ဓဖူးနေ့ညနေစေးရဲ့ထိပ်စီက6 ငါကိုနှလုံးပေါင်းတော့၄ဖြစ်လို့၄ရဲ့နှစ်ခါနှစ်တပြားစီနောက်ပွဲမှာမပြတ်ဝပါဘူးဆိုတော့အဲ့ဒီနှစ်တပြားနဲ့ကျွန်တော်တို့ဘာထွက်လဲဆိုရင်50နှစ်လို့ထွက်တယ်60နှစ်လို့ထွက်တယ်ဒါဆိုကျွန်တော်မိတ်ဆွေများဒီမှာကတောက်ကြနဲ့မနစေးမှာက၈နောက်ပိတ်ဘုဒ္ဓဟူးနဲ့ညနေသေးထိတ်စီရ၈ထိတ်စီရှေ့ရှေ့နှလုံးပေါင်းတော့6ဖြစ်လို့6ရဲ့နှစ်ခါ6တပြားဒီနောက်ပွဲမှာမပြတ်ဝပါဘူးဆိုတော့အဲ့6တပြားနဲ့ကျွန်တော်တို့ဘာထွက်လဲဆိုတော့တောက်ကြနဲ့ညံ့နေမှာပဲတောက်ကြနဲ့မနက်သေးမှာပဲ60ပိုးလို့ထွက်ထားရတဲ့အချက်ဆုံးတော့ ဒါဆိုရင်တောက်ကြနေညံနေတောက်ကြနေမနဲ့သေးရဲ့နောက်ဘက်ကကိုဗုဒ္ဓဟူးနေညံနေသေးရဲ့ထိန်စီရ၃ညကိုယ်တော်ညာနှလုံးမောင်းရင်ကိုယ်ဖြစ်လို့ကိုယ့်ရဲ့နတ်ခါ6တပြားဒီနောက်ဘက်မှာမပြောက်ရပါဘူးဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအဲ့6တပြားက65လို့ထွက်တယ်56လို့ထွက်တယ်66လို့ထွက်တယ်ဒါဆိုအချက်ဆုံးတွေတောက်ကြနေမနဲ့သေးရဲ့နောက်ဘက်က4ဗုဒ္ဓဟူးနေညံနေသေးရဲ့ထိန်စီရ9 4ခွန်နှလုံးမောင်းရင်တိဖြစ်လို့တိရဲ့နတ်ခါ6တပြားကနောက်ဘက်မှာမပြောက်ရပါဘူးဆိုတော့ကျွန်တော်မိတ်ဆွေတွေတိတပြား အဲ့တည့်ရဲ့နှစ်ခါရှည်တယ်ဗျာနဲ့၃ည၈လို့ထွက်တယ်လေဗျ83လို့ထွက်တယ်တဲ့နောက်တစ်ပွဲကျတော့ကျွန်တော်တို့ကတောက်ကြနေမနေ့စင်းနောက်ပြီးကခွန်ဗုဒ္ဓခုနေညနေသေးထိတ်စီရဲ့6ခွန်6နှလုံးပေါင်းညံ3ဖြစ်လို့၃ရဲ့နှစ်ခါ၅တပြားဒီနောက်ပွဲမှာမပြတ်ရပါဘူးဆိုတော့65လို့ထွက်တယ်တဲ့ချစ်တို့ဒါဆိုနောက်တစ်ပွဲကျတော့တောက်ကြနေမနေ့စင်းနောက်ပြီးက1ဗုဒ္ဓခုနေညနေသေးနောက်ပြီးကခွန်1ခွန်နှလုံးပေါင်းည10ဖြစ်လို့10ရဲ့နှစ်ခါ1တပြားဒီနောက်ပွဲမှာမပြတ်ရပါဘူးဆိုတော့ကျွန်တော်တို့1ပူးနဲ့1 1နဲ့ တင်ပူးလို့ထွက်လာဒါဆိုကျွန်တော်မိတ်ဆွေများတောက်ကြနေညမနစေးရဲ့နောက်ဘက်ကကိုဘုဒ္ဓဖုန်းတွေညနေစေးရဲ့ထိတ်စီရဲ့တစ်ကိုတဲ့နှလုံးပေါင်းရဲ့၃ညဖြစ်လို့၃ညရဲ့နှက်ခခွန်တပြားဒီလုံးဝမှာဒီပွဲမှာတရားရာခိုင်နှုံးနဲ့ခမညာမပြောက်ဘူးတဲ့နော်တရားရာခိုင်နှုံးမပြောက်ပါဘူးထက်ခမညာဒါဆိုရင်ဒီခွန်တပြားနဲ့တရားရာခိုင်နှုံးမပြောက်ဘူးဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ပေးထားတဲ့ခဏကနှစ်ခွန်ပရိတ်တဲ့ နော်နှစ်ခွန်ပရိတ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေပရိတ်ဒီနှစ်ခွန်ပရိတ်ခွန်တပြားနဲ့မွေးကနောင်းတော့ကျွန်တော်ဘာထုတ်မလဲဆိုအချက်ဆုံးလို့ទីမှာပေါ့ဗျာနော်ဒါပြင်နဲ့ခွန်တပြားတဲ့ပြီးပြီလားနောက်ဒီရှိပါသေးတယ်ကျွန်တော်အဖွဲဝင်နေခုတော့ကျွန်တော်ကအဖွဲဝင်ကနား၄ခွန်နဲ့ပတ်တီးတလုံးပရိတ်တမျိုးကိုကျွန်တော်ကချပေးမှာပါနော်အဖွဲ့ဝင်ကြီးကတပေါင်းခေါ်ထားတယ်ဒါမှမဟုတ်ဒီ channel လေးကတော့ခုမှအသိဖြစ်နေတဲ့အတွက်ကျွန်တော်ကိုဝင်ယုံကြည်မှလည်းယုံကြည်ခြင်းမှာပေါ့ဗျာ တောင့်ကြည့်ဖို့တော့လိုတာပေါ့ဟုတ်တယ်မလားလူတယောက်ကအခုမှတက်လာဆိုပေမဲ့ကျွန်တော်က channel အခုအကြီးလုံးပိတ်သွားလို့အသေးနဲ့ပြန်တက်တယ်ဆိုတာခင်ဗျားတို့လည်းကျွန်တော်တို့တော့သိနေမှာပေါ့နော်တီတာမြန်ဟိုးဆိုတာတော့ခင်ဗျားတို့သိနေမှာပေါ့နော်ကျွန်တော်ပေးတဲ့ဗရိတ်တွေကျွန်တော်ပေးတဲ့ပတ်တိတွေဖေပွဲမှာပြောက်ခုတယ်လေဆိုတာခင်ဗျားတို့လည်းတီးပြီးသားဖြစ်တယ်ယုံကြည်စက်ကိုအလိုရတယ်နော်မယုံကြည်တဲ့အကိုအမတွေမောင်လေးညီမလေးတွေအားလုံးကြော်သွားလို့ရပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဗရိတ်ဒီနှစ်ခွန်ဗရိတ်ပတ်တိဒီခွန်ပတ်တိတဲ့ နော်နှစ်ခွန်ပရိနဲ့ခွန်ပတိဒါကတပတ်စာမွေးကနတင်တဲ့အတွက်ကျွန်တော်ကတော့အနည်းဆုံးတင်နော်နောက်ထပ်ပတ်တီးတလုံးရှိတယ်နောက်ထပ်ပတ်တီးကိုအကူမရလို့ချင်းကျွန်တော်အခုခေါ်ထားတာကဒီမှာခွန်ပတ်တီးလို့ကျွန်တော်ခေါ်ထားရယ်နော်နောက်ထပ်ပတ်တီးတလုံးရှိတယ်အဲ့ပတ်တီးနဲ့လဲကျွန်တော်ကငွေခဏကအများကြီးတော့မထုတ်ဘူးဗျငွေခဏကတော့ခမရတို့ live မှာကျွန်တော်တင်ပေးရင်လဲ၄ခွက်ပဲတင်တာလေးဗျဘာရိတ်ကတော့2မျိုးခဏ၄ခွက်အဲ့ဒီပတ်တီးတလုံးနဲ့ကျွန်တော်က ဗရိတ်ကတော့နှစ်ခွန်ဗရိတ်နဲ့ပဲမွေးကနောင်းကိုပေးမှာပါယုံကြည်တဲ့အကိုအမလေးကျွန်တော်ပြီးရင်ဆက်သွယ်ရန် လိပ်စာလေးရေးပေးခဲ့ပါမယ်เนาะယုံကြည်ရင်လက်တွဲလို့ရတယ်ပေါ့ဗျာမယုံကြည်တဲ့လူတွေကကြော်သွားပေါ့ 2019ရဲ့9လ2025မှာ23ရဲ့9လ2025အထိငွေကနန်းကျွန်တော်ရေးပေးခဲ့မယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကြိုက်နဲ့တက်ချင်ဆော့နော်ဒါကတော့19ရဲ့9လ19ရဲ့9လမှာ23ရဲ့9လ နှစ်3ည25ပေါ့ဗျာဒါကကျွန်တော်ကတပတ်စာထုတ်ပေးတာเนาะချစ်တူတပတ်စာတပတ်စာမွေးကနတပတ်စာမွေးယုံကြည်တဲ့လူတွေမွေးပါမယုံကြည်တဲ့လူတွေမမွေးပါနဲ့ခင်ဗျာယုံကြည်ပါလို့ကျွန်တော်မပြောပါဘူးအဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဗရိတ်ကိုမွေးခြင်းနဲ့အကူအမတွေကနှစ်ခွန်ဗရိတ်တဲ့เนาะနှစ်ခွန်ဗရိတ် အဲ့ဒါကတရားရာခိုင်နှုန်းဘယ်နေကြမယ်ကျွန်တော်မသိဘူးဒီတစ်ပတ်အတွင်းမှာတော့ကြောက်ကြမယ်ဒါဆိုလို့ရှိရင်နှစ်ခွန်ပရိပြီးတော့နောက်ထပ်ပတ်တိရပါလေဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေတွေခွန်ပတ်တိတဲ့နော်ပတ်တိကခွန်ပတ်တိတဲ့ဒါလေတရားရာခိုင်နှုန်းဒါဆိုလို့ရှိရင်ကျွန်တော်ပေးမယ့်မွေးကဏ္ဍကတော့အချစ်ဆုံးတို့အားလုံးသိတဲ့အတွက် khoảng à, khoảng là sẽ khoảng đồ khoảng xe đấy. Tao à bây giờ mua bà khám nhà, dùng gì để mua bà? မယုံကြည်တဲ့လူတွေရောတရားအောင်မှမမွေးနဲ့ခင်ဗျာနော်မယုံကြည်တဲ့လူတရားအောင်မှမမွေးနဲ့ဒါဆိုရင်ကျွန်တော်ဒီပွဲမှာအပေါ်မှာဒီမောင်လေးညမလေးအတွက်ကိုချပေးထားတာနှစ်ခွန်ပရိခွန်ပတိတရားရာခိုင်နှုန်းခွန်9ခွန်30ခွန်3ခွန်8ဒါထုံးစံအတိုင်းကျွန်တော်ချပေးနေကြခဏအဲ့ဒီအတိုင်းပဲကျွန်တော်ချပေးတာနော်အဲ့ဒီအတိုင်းပဲကျွန်တော်ချပေးနေကျွန်တော်ရဲ့မိတ်ဆွေတွေနော်နောက်ထပ်ခဏ3ဘွက်ကိုမွေးခြင်းနဲ့အပေါ်မှာတွေရတော့ဒါကတော့ကျွန်တော်ကတပွက်ကောင်းစနစ်တွေနဲ့ထုတ်ထားတာ အကိုမလေးကြိုက်ချင်မှုေးပေါ့ဗျာမြန်ကြိုက်ချင်တော့လည်းမမွေးနဲ့ပေါ့ဒါတော့မြစ်တာလက်ဆောင်ပေါ့ဗျာကျွန်တော်ကလည်း channel ရအခုမှစပြီးတော့အဲ့ဒီကနေပြန်လွှင့်ရတာဆိုတော့ကျွန်တော်ကတော့မှန်အောင်လို့လူတက်အောင်တော့ကျွန်တော်ကခေါ်ရမှာပဲနော်လူတက်အောင်တော့ခေါ်ရမှာပဲအဲ့တော့ကျွန်တော်ရဲ့ဒီမှာဆက်သွယ်ရလိပ်စာလေးရေးပေးပါမယ်ဆက်သွယ်ခြင်းနဲ့လူတွေဆက်သွယ်ပေါ့ဗျာမဆက်သွယ်ခြင်းနဲ့မယုံကြည်တဲ့လူတော့ကြော်သွားပေါ့ ျွန်တော်ကအခုမှ channel အသစ်မလို့အဲ့လောက်ကျွန်တော်လက်ဆောင်ကနေပဲချပေးတာနော်ပွဲတိုင်းပွဲတိုင်းနဲ့အစ channel ကြီးမှလည်းကျွန်တော်ဒီစနစ်တွေကိုကျင့်သုံးခဲ့တာချစ်တို့တို့အားလုံးသိအဲ့တော့16ရက်5လမှနှစ်ဩပောက်ကရရေးထားပဲဗျမိခင်များတို့23ရက်ဗျ23ရက်16ရက်9လမှ23ရက်9လအထမ2ရက်တည်းရေးထားခဲ့ကျွန်တော်ကအဲ့လိုတစ်ခုခုလေးတော့မှားရမှာကိုကျင်းနေတယ် အဲ့တော့16ရက်ငါးလာမှ23ရက်ငါးလာနှစ်သုံးညာ25ဗျာအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေမှတ်ချင်တော့လဲမှတ်ပေါ့ဗျာမှတ်ချင်တော့လဲမှတ်နေပေါ့ယုံကြည်ရလို့မှတ်မယုံကြည်ရလို့မှတ်နေပေါ့ဒါဆို16ရက်9လမှ23ရက်9လအထိတပတ်သာမွေးကနက်ကတော့နှစ်ပရိတ်ခွန်ပရိတ်တရားရာဂိုင်းနှုံးပါတယ်ခွန်ပတ်တိရတရားရာဂိုင်းနှုံးပါတယ် နော်ငွေကနားကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေခွန်9ခွန်30ခွန်3ခွန်8နော်ခွန်9ခွန်30ခွန်3ခွန်8နော်နှစ်နှစ်ပရိတ်ခွန်ပရိတ်ကိုလိုက်ချင်တဲ့လူတွေကလည်း like ခွန်ပါတိလိုက်ချင်တဲ့လူတွေကလည်း like ခွန်9ခွန်30ခွန်3ခွန်8ကိုအာမွေးငါးပါတိနဲ့ပတ်သက်ချင်း9 6 5 5 50ဒါကတော့မြစ်တာလက်ဆောင်ဖို့ဗျာဘယ်ကနန်းကတော့ထွက်မှာနော်ကျွန်တော်ဘယ်ကနန်းထွက်မယ်လို့တော့မသိတယ်ခွန်ပါတိကထွက်မှာနှစ်ခွန်ပရိတ်ကထွက်မှာ 9699တွေကလည်းတကွက်ထွက်မယ်လို့တော့ကျွန်တော်ထင်တယ်ထင်လို့လည်းကျွန်တော်ချပြတာပေါ့ဗျာနောက်ဆိုအယူဖြစ်ပြီးတော့ line မော်ဘယ်တင်ပေးမလဲဟုတ်လားအယူဖြစ်ခံပြီးတော့ line မော်ဘယ်တင်ပေးမလဲဗျာကျွန်တော်မိတ်ဆွေပြရင်နော်အဲ့တော့အခြေဆုံးတော့အကျိုင်းနှစ်သိရတမေကောင်းကိုမွေးအကုံလုံးလိုက်မွေးလို့ကျွန်တော်မပြောဘူးဗျာနော်အကုံလုံးလိုက်မွေးနှစ်ခွန်ပရိတ်ကိုလည်းချုပ်ဗျာခွန်ပါတီကိုလည်းချုပ်ဗျာကနန်းဒီခွန်နှစ်ကွက်ကိုလည်းမွေးဗျာလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ယုံကြည်လို့ရှိရင်ခွန်9ခွန်30ခွန်3ခွန်8ကိုပဲမွေးမလားခွန်ပါတီကိုမွေးမလားနှစ်ခွန်ပရိတ်ကိုမွေးမလားအဲ့ဒါကတော့ထွက်ကိုထွက်ရမယ် ဒါကြဲလို့ကျွန်တော်တွဲပေးတဲ့ခွန်90 93ခွန်8ကမတွဲချင်တော့မှပဲနှစ်ပရိခွန်ပရိကအချားသောအချားအချားသောဘယ်လိုပြောမလဲပတ်သီးတွေနဲ့အချားအချားသောပတ်သီးတွေနဲ့ပတ်သက်ပြီးတော့နှစ်ပရိခွန်ပရိကတရားရာခိုင်တော့ထွက်မှာခွန်ပတ်သီးရလဲကျွန်တော်ပေးတဲ့နှစ်ခွန်ပရိမကြရတော့မှအချားအချားသောကဏ္ဍနဲ့ကပ်ပြီးတော့ကြရမှာဒါကတော့ကျွန်တော်ကျင်းတည်ပြောရတယ်နှစ်ပရိခွန်ပရိကတရားရာခိုင်တော့မထွက်စဲဖြစ်ခွန်ပတ်သီးဒီမထွက်စဲဖြစ်ဗျာကျွန်တော်ပဲဒီစကားမျိုးတွေတက်ပြောတာခင်ဗျားတို့လည်းသိနေနော် အဲ့တော့အခြေဆုံးတော့အားလုံးကျွန်တော်ဆက်သွင်းရလိမ့်စာလေးရေးပေးထားတယ်။ကြိုက်နှက်တက်တဲ့အပေါ်မှာဒီအားလုံးကကျွန်တော်ရဲ့ channel ကိုမြင်နေဆိုရင် subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားပြီး like လမ်းမှာအသေးလေးတွေပေးထားပါအောင်လို့ပြောရင်းနဲ့မတ်တီတာ YouTube channel ဒီမှာပဲနားပါပြီခင်ဗျာနော်အားလုံးကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးကြတဲ့အပေါ်မှာများတယောက်ချင်းဒီစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်နော်ကာယသိက္ခာကာယဒုက္ခစိတ်ဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံကြပါ လူအင်းဆန္နာတွေပြေဝကြပါစီခင်ဗျာစိတ်ဆန္နာနဲ့ဘဝတထထဲလဲကြပါစေလို့တောင်းပေးပါရနော်ကျွန်တော်ရဲ့စေတနာသည်ကျွန်တော်ကိုပဲကြိုးပေးမှာပါခင်ဗျာတို့လည်းစေတနာကောင်းရင်ကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ